2019ခုနှစ်ဇန်နဝါရီလအတွင်းပြည်နယ်နဲ့တိုင်းဒေသကြီးတွေထဲမှာနေပြည်တော်ကောင်စီနေမြေမှာတရားမဝင်ဓာတ်အားသုံးစွဲမှု22မှုရှိပြီးကျက်ဆက်တန်းကျော်နဲ့ရော့ကျေးအများဆုံးရရှိခဲ့တယ်လို့မတ်လ16ရက်နေ့မှာလျှက်စင်တဲ့စွမ်းအင်ဝင်ကြီးဌာနမှသိရပါဗျာ။ တရားမဝင်တအားသုံးဆွဲမှုတွေကိုဒေတာအသီးသီးမှစစ်ဆေးခဲ့ရာတရားမဝင်မိသုံးဆွဲသူတွေထဲမှာဓာတ်ရိုက်ခိုးယူသုံးဆွဲမှုကအများဆုံးဖြစ်ပြီးဝင်းဘိုစင်ပွားရှန်လင်ခွာမီတာခွာထောင်းကာဘာစီးဖြုတ်သုံးဆွဲခြင်းနဲ့အိမ်သုံးမီတာဖြည့်စီးပွားရေးလုပ်ငန်းစတဲ့တရားမဝင်တအားသုံးဆွဲမှုတွေကိုစစ်ဆေးတွေ့ရှိခဲ့တယ်လို့သိရပါဗျာ 2019ခုနှစ်ဇန်နဝါရီလအတွင်းမှာကချင်ကယားကရင်ချင်းမိုးရခိုင်ရှမ်းတောင်နဲ့ရှမ်းမြောင်စကိုင်းတနင်္လာရီပဲခူးအရှိနဲ့အနောက်မကွေးအေယာဝရီနဲ့နေပြည်တော်ဒေသအသီးသီးကိုစစ်ဆေးခဲ့ရ348ဦးစစ်ဆေးနိုင်ခဲ့ပြီးဆုံးရှုံးမှု unit ပေါင်း သိန်း9390ယူနီစုံရှုံခဲ့ပါတယ်။နေပြည်တော်ကောင်စီနယ်မြေမှာတရားမဝင်တအားတုံးဆွဲမှု22မှုရှိပြီးတုံးဆွဲမှုနှစ်နာချိန်ဖြင့်ရော့ကျေး17တန်းကျော်ရရှိကြောင်းလျက်စင်းနယ်စွမ်းအင်ဝင်ကြီးဌာနမှသိရပါတယ်။ရန်ကုန်နဲ့မန္တလေးတိုင်းဒေသကြီးတို့ကိုစစ်ဆေးရမှာတရားမဝင်တအားတုံးဆွဲမှု25မှုရှိပြီးတရားမဝင်တအားတုံးဆွဲမှုနှစ်နာချိန်စုစုပေါင်းချက်52တန်းကျော်ရရှိခဲ့ပါတယ်။တနိုင်ငံလုံးအနေနဲ့2019ခုနှစ်ဇန်နဝါရီလအတွင်းစစ်ဆေးမှုတွေအရ တရားမွေတအားသုံးဆွဲမှု46မှုရှိခဲ့ပြီးနင်နာကျေးစုစုပေါင်း7သိန်းပေါင်း640ကျော်ရရှိခဲ့တယ်လို့သိရပါဗျာ။